ဲ့တော့မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုအချင်းချင်းပြောမယ်ဆိုလို့ရှိရင်ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုကိုဟောတယ်။ဘာတွေကိုရှောင်ခိုင်းလဲဆိုရင်တပ္ပပပတအာကရဏမကောင်းမှုမတရားကိုမလုံးနဲ့ပါပနာအာကရဏဒုက္ခမဟုတ်တာတွေမလုံးချင်းဟာချမ်းသာတယ်ကုသလသူပတ္တမရာကုသိုလ်ကောင်းမှုတွေကုသနာမှာပြည့်စုံအောင်လုပ်ကုသိုလ်ဆိုတာ ကောင်းကျိုးချမ်းသာပေးနိုင်တဲ့တဘာဝတရားတွေကိုဆိုလို့ဒါမျိုးအင်္ဂလိပ်လိုပြန်တော့ wholesome state လို့ပြန် wholesome ဆိုတာကောင်းကျိုးဖြစ်ထုံးစေအကုသိုလ်ကြတော့ unwholesome state ဆိုးကျိုးကိုဖြစ်စေလောကမှာတဘာဝကွာအဆိုးကိုဖြစ်စေတာရဲ့အကောင်းကိုဖြစ်စေတာရဲ့နှစ်ခုနှစ်ခုရှိတယ်နေ့စဉ်ကိုစားနေတဲ့အစာပဲကြည့်ပါဦး ဒူရီနေ့စဉ်စားနေတဲ့အစာပဲချိအောင်တချို့အစားအစာကဆိုးကျိုးကိုဖြစ်စေတချို့အစားအစာကကောင်းကျိုးကိုဖြစ်စေကြိုင်လို့စားရတာဖြစ်မယ်ဆိုးကျိုးကတော့လုံးမှာပဲဆိုပါစို့လူတယောက်ဟာကြောက်ကယောဂါရှိတယ်ဒိညင်းသီးစားမယ်အဲ့ဒီဒိညင်းသီးကြီးကြောက်ကကိုပျက်စီးစေတတ်လောက်ဆိုးကျိုးပေးတယ်ဆိုတော့ဟော လူရည်တန်တော်မှာဘဝကိုဖြစ်စည်းနိုင်တဲ့အစာအာဟာရတွေလည်းရှိအစိတ်ဟာလူအသက်ကိုသိစေနိုင်တယ်ကမီကယ်တွေစားပြီးတော့လူဟာနောက်ဆုံးမှာယောဂရစေနိုင်တယ်အစာအစာတောင်မှပဲကိုယ်အတွက်ဆိုးကျိုးဖြစ်တဲ့အစာအစာမျိုးတွေရှိတယ်ကြိုက်လို့သာစားမယ်လူတယောက်အတွက်ကျန်းမာရေးကိုထိခိုက်မဲ့အစာအစာတွေအများကြီးရှိတယ်တဖြည်းဖြည်းတော့လူတွေသိလာကြတယ် ဖြောရီတောက်တယ်ဗမာပြည်ကသွားတဲ့ဆရာတော်တစ်ပါးထိုင်ဝမ်မှာသွားနေတယ်ရေမတောက်ဘူးဘာတွေတောက်လဲဆိုလစ်ပိုတို့ဖြောရီတွေကြီးပဲတောက်တယ်ဗမာပြည်ကခေါ်ကြတယ်ရှက်တို့ပြီးတော့ကြွေရိုင်းတို့ဆိုတာတွေပေါ့နော်ရေမတောက်ဘူးဓာတ်တွေကြီးပဲတောက်ဘာဖြစ်စီချွေရောဖြစ်တော့နောက်ပုံးကစီချွေရောကနေပြတ်တော့မှသွား ဒါအစာအစာဟာလူကိုအကျိုးမပြုဘူးလို့သူတို့ဆိုလို့ကျမရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုပြုပြင်ထားတဲ့အစာအာဟာရတွေကိုရှောင်ကြရှောင်ကြမစားကြဘူးလေပိုတို့ကြွဲရိုင်းတို့ဆိုတာလူငယ်လူရွယ်တွေတောက်ပြီးချွေးတန်ထွက်သွားရင်တော့တိတ်ပြီးတော့ရုတ်တရက်မထိခိုက်ဘူးတက်ကြီးတဲ့လူတွေတို့တော့တောက်လို့ရှိရင် ထိခိုက်မှုကပို့ပြီးတော့လှည့်မြန်နေပေါ့မတော့တဲ့နဲ့ဟာတွေပဲပေါ့ခင်ညုံမုံတို့စားကြအားဖြင့်တဖြည်းဖြည်းကုတ္တနာမှာနော်ထိခိုက်နေတာမှုတွေရှိလာပြီနောက်ပိုင်းမှာခင်ညုံမုံရဲ့ effect chemical တွေကခန္ဓာကိုယ်ထဲရောက်သွားပြီဆိုရင် chemical ဆိုတာမထွက်တော့ တဖြည်းဖြည်းစု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 သွားပြီးဒုက္ခပေးနိုင်တဲ့အဆင့်ရောက်တဲ့အခါမှာစတင်ပြီးတော့ဒုက္ခပေးတော့တယ်။တွေ့လို့ရှိတဲ့လူတွေ့တတ်တယ်နော်။စီဂျိုယောဂရှိတဲ့ပုံကိုယ်တွေစီဂျိုမထိန်နိုင်ဘူးဖြစ်လာတယ်။ဟောနှလုံးယောဂဖြစ်လာတယ်ဆိုတာတွေဟာတချို့ဟာတွေအစာအစာတွေကြောင့်ဖြစ်တာပေါ့။အဲ့တော့အစာတောင်မှပဲရှောင်ရမယ့်အစာစားရမယ့်အစာနှစ်မျိုးရှိတယ်လို့ပဲ။ ိုယ့်ရဲ့စိတ်ရဲ့အစာဖြစ်တဲ့အာယုန်တွေဟာလည်းပဲရှောင်ရမယ့်ဟာရှိတယ်ဆိုတော့မလုံရမယ့်ဟာရှိတယ်လုံရမယ့်ဟာရှိထို့တူပဲမြတ်စွာဘုရားကတပ္ပပပ္ပတအာကရဏအကုသုမန္တမယမလုံနဲ့ဆိုတာလုံရင်သူကတဖြည်းဖြည်းဒုက္ခရောက်မှာအစိတ်လိုသဘောကုသလတုပ္ပသမရာကုသတရားတွေကုသနမဖြစ်အောင်လုပ်လုံရင်လုံရင်တဖြည်းဖြည်းဟာသူကအကျိုးတရားတွေဖြစ်ပွားလာအဲ့တော့ စိတ်แท้มาผิดတဲ့အရာတစ်ခုဟာအစာအစာနဲ့အလားတရံတူတယ်ပေါ့စားလိုက်လို့ဘိုက်ထဲရောက်သွားတဲ့အစာအစာသည်ကောင်းကျိုးကိုဖြစ်စေမဲ့အရာဆိုရင် ကောင်းကျိုးပေးတယ်ဆိုးကျိုးကိုဖြစ်စေမဲ့အရာဆိုရင် ဆိုးကျိုးပေးတယ်ထို့တူပဲကိုယ်စိတ်แท้มาလောဘဖြစ်လိုက်မယ်ဒေါသဖြစ်လိုက်မယ်မောဟဖြစ်လိုက်မယ်အဲ့လောဘဒေါသမောဟရဲ့ဖြစ်တံကိုစိတ်แท้มาတဖြည်းဖြည်းခံရတာဘယ်သူတို့ဆို ကိုခံလဲရတယ်ဒီဘဝမှာ အဲ့ဒီမဲ့လောဘရဲ့စံကျင်မဲ့အလောဘဒေါသရဲ့စံကျင်မဲ့အရောသမေတ္တာမောဟရဲ့စံကျင်မဲ့အမောဟပညာဆိုတာတွေကုသဏ္ဍန်နဲ့ဖြစ်လာလို့ရှိရင် စိတ်အစဉ်ကိုကြည်လင်အေးမြသွားစေ